အခုတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်၊တောင်ကိုရီးယားနဲ့မကအိုမှာကမ္ဘာလက်ခီးတယ်များကိုဆက်ရောက်ဗီဇာတနည်းတတန်းတိုးခွင့်ပြုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းကိုလေကြောင်းခီးနဲ့ဝင်ရောက်လာမယ်။ဂျပန်နိုင်ငံ၊ကိုရီးယားသမ္မတနိုင်ငံနဲ့ မကောက်အထုပ်ထုပ်ရေးဒေသမှာကဘာလက်ခီးတဲ့များကိုဆိုက်ဟောက်ဗီဇာတနည်းတက်တန်းတိုးခွင့်ပြုထားတယ်လို့ဟိုတယ်နဲ့ခီးသွားလာရဲ့ဝန်ကြီးဌာနကနေသိရပါတယ်။အစိုးရနိုင်ငံများမှာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူကဘာလက်ခီးတဲ့များအတွက်ဆိုက်ဟောက်ဗီဇာကိုစံတက်ကာလတနည်းပထမအကြိမ်ထပ်မံတက်တန်းတိုးခွင့်ပြုထားပြီးအစိုးရခွင့်ပြုပေးမှုကို2024ခုနှစ်အောက်တိုဘာလ21ရက်နေ့မှ2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ထိစတင်ကစံတက်ကာလတနည်းခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှ2026ခုနှစ်အောက်တိုဘာလ20ရက်နေ့ထိပထမအကြိမ်သမတ်တံတိုပီတင်ဖြစ်တယ်လို့သိရပါတယ်။ ကမ္ဘာလဲဆက်ရောက်ဗီဇာနဲ့ဝင်ရောက်မယ်ဆိုပါကရပောက်30နေထိုင်ခွင့်ရရှိမှာဖြစ်ပြီးတော့ဗီဇာတသန်းတိုးခွင့်မရှိကြောင်းနဲ့ဟိုတယ်များမှာသာတဲခွင့်နေထိုင်ခွင့်ရှိပြီးလုပ်ငန်းလုပ်ပိုင်ခွင့်မရှိဘူးလို့သိရပါတယ်မြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပြုထားပြီးတော့ဗီဇာစရိတ်မျိုးမှာတန်တမန်အတန်ဖွဲ့ဝင်ကမ္ဘာလဲဖြစ်တဲ့စာနယ်ဇင်းမီဒီယာအလောက်ရုံဆွေးနွေးပွဲအစီအဝေးသူတေသနာအလုပ်သမားလုပ်ငန်း လူမှုရေးတသက်နာရေးနိုင်ငံတကာအဖွဲ့အစည်းများပညာရေးရေအမှုတန်းတသက်မှန်ရဲ့ဧည့်သည်များတသက်မှန်မဟုတ်တဲ့တရုံးဝင်နေများနဲ့၎င်းတို့ရဲ့မိသားစုများတို့တာဖြစ်တယ်လို့သိရပါတယ်ဒီလိုတော့နောက်မတူတူကပြပေါ်လာတာပါ